အဘိုးလောင်းတယောက်ကပြစ်လိုက်တဲ့လက်ပြပုံကကွဲတယ်ကွဲပြီးတော့မှအဲ့ဒီမှာရှေ့မှာကြံခဲ့တဲ့မကွဲတဲ့လက်ပြပုံကမြောက်တက်သွားတယ်မြောက်တက်သွားပြီးတော့မြောက်တာမှာကျွန်တော်တို့အဲ့ဒီကျွန်တော်ဘိုးလောင်းနေထိုင်နေတဲ့နေရာကိုကြော်သွားပြီးကမှအဲ့ဒီအောင်လင်းတွေးတို့ထိုင်နေတဲ့ဇပွဲအပေါ်ကြကမှတွက်ကွဲတာအားလုံးမင်္ဂလာပါ မင်္ဂလာပါဆရာကြီးမင်္ဂလာပါဟုတ်ဒီနေ့အောင်2025ခုနှစ်အော်တိုဘာလ16ရက်နေ့ပေါ့နော်ဒီနေ့ချဲဖွင့်မဲ့ရက်ကိုချဲတွေကကြိုပေါက်နေကြတာချဲချဲကြိုပေါက်နေတဲ့အဖွဲတွေကအများကြီးဖြစ်နေတာပေါ့ဒါဟိုပဲခိုးတိုင်းပါတို့ရှင်လဲဘိုးတိုင်းအရှိအနောက်ပိုင်းမှာဟိုပဲဟိုပဲအေရီမြစ်တစ်ဖက်ကန်းနဲ့ဒါဒါအေရီမြစ်ဒီဖက်ကန်းဟိုရန်ကုန်နဲ့တိတ်မကွာတဲ့နေရာပေါ့နော်ပြည်နေဆိုရင်တော့ဒါ88မိုင်လောက်ဝေးတဲ့နေရာပေါ့နော်လက်ဘရန်ဘက်ဒီဘက်မှာလဲချဲပေါက်ပြန်ဟိုဘက် တခါအေယာဗီမီဟိုဘကန်းကကျွန်တော်တို့ကဘာစားတွေနားမှာလဲဒါအရခတ်တော့အေးနဲ့ပူပေါင်းတက်ဖွဲ့တွေကချဲပေါက်တာလဲရှိတယ်ပေါ့နော် ပြီးလို့ရှိရင်တခါဟိုဇကိုင်းဘက်မှာဆိုလို့ရှိရင်လေသူကတေးသွားတဲ့ဟာကိုသူကဟိုအတီမပြုတ်နိုင်ပါဆိုတော့တစ်တော့မှာဘလို့ငိုငိုငိုဝမ်းမသိဖြစ်နေပါဆိုလို့သူက ငိုလို့ရအောင်ဆိုပြီးတော့မှတခါတည်းသူကစီစီကပ်ပါအထောက်ထားနေလားစီစီကပ်ကိုမှတ်ပုံနေရောဒီကောင်ကတခါတည်းအိတ်ထဲထည့်ပြီးတော့မှသိရသူသူ့အတူတခါတည်းအပီးကိုပြင်ဆင်လာတာကျွန်တော်ဘယ်သူလဲဆိုတာတခါတည်းအတီးပြုတ်ပေးပါဆိုပြီးတော့မှအထောက်ထားရင်လည်းမဟုတ်လို့ရှိရင်ရုပ်ပြင်းစင်းမြတ်ဓာတ်ပုံနေဆိုလို့ရှိရင်သူပီးသားသူကခွဲတတ်မှာမဟုတ်ဘူးကောနော်ဘယ်လိုခွဲရမလဲပေါ့ဗျာဒီလိုမျိုးဖြစ်နေမှာဆိုတဲ့အတွက်တခါတည်းအထောက်ထားနဲ့အလီပိုင်နဲ့ပါတခါတည်းအိတ်ထဲထည့်ပြီးတော့မှလာတဲ့ကောင်တွေလည်းရှိတာပေါ့နော်ဒါဒီနေ့ကတော့ချက်ပေါက်တဲ့ဟာလေးပဲပေါ့နော်ချက်ပေါက်တဲ့ဟာလေး ရဲ့အဲနောက်မှာပေါ့ကျွန်တော်တို့ဒါဟိုစိတ်မကောင်းနေရဖြစ်စဉ်လေးတခုတော့ရှိတယ်ပေါ့နော်ဒါဟိုရခိုင်မှာဖြစ်သွားတဲ့ကိစ္စလေးပေါ့နော်ဒါနဲ့ပတ်သက်လို့လည်းကျွန်တော်ပြည်သူလူထုကိုလည်းဒါအကျယ်တဝင်းလေးပြောပြနေရရှိတယ်ပေါ့နော်ဘာဖြစ်လဲဆိုတော့ဒီလိုမျိုးဖြစ်စဉ်တွေနောက်နောက်မဖြစ်ဘဲအောင်တန်ဖိုးရှိတဲ့အသက်တွေကျွန်တော်တို့ဟိုမတည်ဆုံးရအောင်လို့ပေါ့နော်ဒါနဲ့ပတ်သက်ပြီးတော့မှဟို ပြည်သူလူထုအနေနဲ့လည်းသတိထားဆင်ခြင်တင့်တယ်ဆိုတဲ့ဟာလေးလဲဒါကျွန်တော်တို့ကအနေနဲ့မျှဝေပြီးတော့မှပြောပြပေးသွားမယ်ပေါ့နော်အဲ့တော့လုပ်ပေါ်အနေနဲ့ချေပေါ်တဲ့ဟာလေးကနေစလိုက်အောင်ပေါ့ကျွန်တော်တို့ဘကိုးတိုင်းပေါ့နော်ပရောင်းမျိုးနေရခုနကကျွန်တော်တို့ဒီပကံကွဲကြေးရွာရဲ့တောက်ပတ်မှာရှိတဲ့စစ်ကောင်စီရဲ့666ပိုင်ကုန်းကိုကျွန်တော်တို့အေအေနဲ့ပူပေါင်းအဖွဲ့တွေရတိုက်ခိုက်တိမ့်ပိုက်တယ်ပေါ့နော် အော်တိုဘာလ14ရက်မနက်9:00နာရီကနေပြီးတော့စပြီးတော့ထိုးစစ်ဆင်တယ်ထိုးစစ်ဆင်တာလည်းဘုံကကျွန်တော်တို့ဒေါ်လာအေးရဲ့ဘော်တွေကနေဒီမှာခုနက ဖိုခနောက်ဆိုင်ပေါ့နော်သုံးပတ်သုံးတန်းနေပြီးတော့ညက်ပြီးတော့ဝိုင်းပစ်တာအဲသုံးနာရီပဲကြာတဲ့ဒီစကန်ကုန်းကိုရသွားတာပေါ့ဟုတ်ဟုတ်ဒါသုံးနာရီကြာရဆိုတော့ဒါတော့တော်တော်ကြာကြာခံချရလို့ပြောလို့ရတာပေါ့နော်တချို့နေရာဆိုရင်ပြည်တန်ခတ်တန်ပေါင်းပေါင်းဆိုပြီးတော့မှတက်ဒီဟာတနက်ရှစ်ချက်နဲ့ပဲကြေးလက်နဲ့ခွန်နဲ့လဲရတဲ့နေရာတွေလည်းရှိတယ်ပေါ့နော်ဒါပေမဲ့ဒီကောင်တွေကဒါပကိုးတိုင်းဒီဗရောင်းကအဲပကံကွဲနာက ဗကံဝဲကြီးရနာ0.666ပေါ့နော်0.666ဆိုလို့ရှိရင်အဲကျွန်တော်တို့ဒါဟိုတော်တော်ဒီကောင်းနေစစ်သားထဲမှာမှာဒီကောင်းနေတော်တော်ဟိုဘယ်လိုပြောရမလဲဆိုမျက်စိရောနားရောဒီကောင်းနားလည်းမကြမျက်စိလည်းမမြင်တဲ့ကောင်းနေပေါ့နော်အမှန်တရားကိုဘယ်လိုခွဲကြရမလဲပြည်သူလူထုစီကိုဘယ်လိုပူးပေါင်းရမလဲဆိုတာကိုနားမလဲပါမလဲကောင်းနေနောက်ဆုံးတော့ဒါငရေငရေရောက်သွားတယ်လို့တော့ပြောလို့ရတာပေါ့နော်အဲ့တော့ဒီကောင်းနေဆိုလို့ရှိရင်ဒါဟိုဂုံးပေါ်မှာအလောင်းနေ အဲ့တွေ့တဲ့အခြေအနေမျိုးပေါ့နော်ပြီးလက်နေတွေဆိုလို့ရှိရင်ဒါဟိုတော်တော်များများပေါ့နော်အာရခလက်တော့ A ကဒါဟိုတိန်းစီရမိတယ်ပေါ့နော်တိန်းစီရမိတယ်အဲ့တော့ဟိုအာရခလက်တော့ A တဖွဲတည်းမဟုတ်ပါဘူးအဲ့ဒီမှာအဲကျွန်တော်ဒါပြောနေကြစကားလေးရှိပါတယ်ဥခိုင်ဒုက္ခအရင်တော့ပြောလို့ရှိရင်အာရခလက်တော့ A ကတိန်းစီထားတယ်တိန်းစီထားတယ်အဲ့ခိုင်တိန်းပိုင်းနိုင်ခဲ့တယ်ဆိုပြီးတော့ ပြောပေမဲ့လည်းနောက်ပိုင်းနေမှာသူကအရခါတတော်အိမ်နဲ့ပူပေါင်းတက်ဖွဲ့များဆိုပြီးတော့မှအဲ့ဒီထဲမှာကျွန်တော်တို့ဂျန်တဲ့ပူပေါင်းမဟာမိတ်တွေရှိပါတယ်။နာမဟာမိတ်တွေကကျွန်တော်တို့ဟိုပြောရမယ်ဆိုရင်တော့ TZET နေမြေကကျွန်တော်တို့ PDF တွေလို့ပြောလို့ရတယ်ဗောနော် ERV တိုင်းတို့ပဲခူးတိုင်းတို့ဒီဘက်ကကျွန်တော်မကွေးတိုင်းတို့ဆိုတော့ TZET နေမြေကအဖွဲ့တွေအကုန်လုံးဝိုင်းဝန်းပြီးတော့မှလှုပ်ဆောင်နေတဲ့နေရာဖြစ်တယ်ဗောနော်။အဲ့တော့ကာဘာစားတွေနဲ့အရန်နီးကတဲ့နေရာမှာ အလုပ်လုပ်ရတာလည်းအင်မတန်ခက်ခဲတယ်လို့ပြောလို့ရတယ်ပေါ့နော်။ဘာလို့ဆိုတော့ချစ်တက်ကကားပါစားတွေကြာမှအရန်ကြောက်တယ်။ကြောက်တဲ့ခါကျတော့ तू ကဟိုဒီကားပါစားတွေတီထောင်ခဲ့တဲ့ရည်ရွယ်ချက်ကလည်းဟိုတုန်းကကျွန်တော်တို့ဒါညီလက်ပိုင်းလည်းဖြစ်ရမယ်။ပြီးလို့ရှိရင်ဒါရမ်းပေါ့နော်ရမ်းနဲ့ပတ်သက်ပြီးတော့မှတည်ယူပို့ဆောင်ရေးကလည်းရမ်းထွက်တဲ့နေရာနဲ့တည်ယူပို့ဆောင်ရေးလောက်ရတာလည်းလွယ်ကူမယ်ပေါ့နော်ဒီမကွေး အောင်လန်တို့ဘာတို့ဒီပီပထောင်းအုတ်ရှိပင်ပေါ်မော်ဒီဒီတကြောပေါ့နော်ဒီတကြောကနေပြီးတော့မှကျွန်တော်တို့လှုပ်လှုပ်ရတာအဆင်ပြေမဲ့နေရာတွေကိုဒါတတ်မှတ်ပြီးတော့မှကာဘဆာတွေကိုရွေးချယ်ခဲ့တာပေါ့နော်ရွေးချယ်ခဲ့တာပြီးလို့ရှိရင်ကျွန်တော်တို့အဲ့ဒီနေရာကကျွန်တော်တို့ရခိုင်ပြည်နယ်အဆက်ပေါ့နော်ဘယ်ဘက်ကပဲကြည်ရခိုင်ပြည်နယ်အဆက်ပဲမကွေးဘက်ကကြည်ရင်လေရခိုင်ပြည်အဆက်ပဲခိုးဘက်ကကြည်ရင်လေရခိုင်ပြည်အဆက်အဲ့တော့အဲ့ဒီအဆက်နေရာတွေမှာကအဲ့တော့တိုက်ပွဲတွေ ီလိုမျိုးဖြစ်လာလိမ့်မယ်လို့ဒါဘယ်တော့မှမမျှော်လင့်ခဲ့တဲ့နေရာပေါ့နော်ဒါစစ်တပ်ထဲမှာဆိုရင်ကြောက်စရာအကောင်းဆုံးသွားမယ်ဆိုလို့ရှိရင်ရှေ့တန်းထွက်ရမယ်ဆိုကြောက်စရာအကောင်းဆုံးဝင်ရကရင်ဝင်မယ်အကရင်ဝင်သွားမယ်ဆိုလို့ရှိရင်မျက်ခုံးလုံးနေဒါတပ်ထဲမှာလည်းဒီတိုင်းပဲခြေဟိုခြေပြက်လက်ပြက်တွေမေးလိုက်လို့ရှိရင်တိုတိရှိတိတွေမေးလိုက်ရင်ဘယ်ဘယ်မှာလဲဟိုမဲသောမှာဟိုဝါခတ်တိမှာဟိုရွှေကျင်မှာကြောက်ကြီးမှာ အဲဒီလိုမျိုးပဲပြောကြတာပေါ့နော်ဒါပေမဲ့အဲ့ဒီအဲ့ဒီလိုအဲ့ဒီလိုမျိုးခံမှန်းထားခဲ့ပေမဲ့လေတကယ်တကယ်ဖြစ်လဲဖြစ်ကောအကောင်းဆုံးလှုပ်ဆောင်သွားတာဒီနေ့ဒီချိန်အထိပြည်သူလူထုကတော်လှန်ရေးအတွက်ကဒါပြယုတ်တစ်ခုအနေနဲ့အကောင်းဆုံးလှုပ်ဆောင်နိုင်တာကတော့အာရခတ်တော်အေးသွားဖြစ်နေဖြစ်တဲ့အခါကျတော့ तू ကညှက်ဘူးညှက်ပိတ်ဒီကျွန်တော်တို့ဒါကဘာစားဘက်ကိုကတ်လာနိုင်ပြီပေါ့နော်ကတ်လာနိုင်တဲ့အခါကျတော့ကျွန်တော်တို့ထင်ပါတယ်ဒါဟိုကဘာစားရင်လည်းပတ်သက်လို့လေဒါဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဘယ်လိုပြောရမလဲပြည်သူလူထုကို surprise ကောင်းကောင်းတစ်ခုခုတော့တိုက်လေဦးမယ်လို့တော့ထင်တယ်ပေါ့နော်တိုက်လေဦးမယ်လို့တော့ထင်တယ်ဒါဒီနေရာနေမဟုတ်ဘူးကျွန်တော်ဟို ARV တိုင်းဘက်ကဒါကျွန်တော်ရေကြည်ဘက်မှာဆိုလို့ရှိရင်လေဒါဆက်ဆက်ယူအဲကြေးရွာမှာလေဒါတိုက်ပွဲဖြစ်နေတယ်ပေါ့နော်ကျွန်တော်ဟိုနေ့ကပြောကြတဲ့အထက်မှာလဲပါတယ် ARV တိုင်းမှာဒါဟိုမြို့နယ်၅မြို့ပေါ့နော်ဒါလေးမျက်နှာအင်ကပူဒါတာပေါင်းပသိမ်ရေကြည်ဒီနေရာဒီနေရာအဆက်တွေမှာလဲတောက်လျှောက် တိုက်ပွဲဖြစ်နေတယ်ဗောနော်တိုက်ပွဲဖြစ်နေတဲ့ခါကျတော့အာဒါအာရခတဲ့တော့အီနဲ့ပူပေါင်းတက်ဖွဲ့တွေကအဲ့တော့ဘာလို့နေလဲဘာလို့နေလဲဆိုတာလဲစာလို့ရှိရင်အီနဲ့ပူပေါင်းပြီးတော့တွတ်လုံနေတယ်လို့ကျွန်တော်တို့မြင်ရမယ်ဗောနော်တချို့တွေကနာမည်မထွက်ဘူးနာမည်မထုတ်ဘူးအင်တာဗျူးမပေးဘူးသူတို့တက်ဖွဲ့ရနေပြီကမှအဲ့ဒီအောင်မြင်မှုတွေကိုဓာတ်ပုံတွေဗီဒီယိုမှတ်တမ်းတွေမတင်ဘူးမတင်မဲနဲ့အာရခတဲ့တော့အီကိုပဲဒီဗီဒီယိုမှတ်တမ်းတွေပေးတယ် ဓာတ်ပုံမှတ်တမ်းတွေပေးတယ်ပေးပြီးတော့မှသူတို့ပူပေါင်းပြီးတော့မှအလုံးလုံးနေတဲ့ဟာကဒါတပ်ပေါင်းစုတစ်ခုအသွင် A ကလှုပ်ထားနိုင်တယ်ဗောနော် A တစ်ခုတည်းမဟုတ်ဘဲနဲ့ကျန်တဲ့အဖွဲ့တွေပါပါတယ်ဗောနော်ဒီထဲမှာနာမည်ထုတ်ပေါ်ပြီးတော့မှဒါမပြောကြသေးတာဒါပေမဲ့အချိန်တိုင်းတော့ပြည်သူလူထုကိုတီးရှိရမှရှင်သူတို့လိုချင်တဲ့နေမည်တစ်ခုရောက်လို့ရှိရင်ပြည်သူလူထုကိုတီးရှိအောင်လုပ်တာပြောလာလိမ့်မယ်တော်တော်လေးသူတို့လိုချင်တဲ့နေမည်တစ်ခုကိုမရောက်သေးတဲ့အချိန်မှာ ဒါအရခတ်တော့အေအေနဲ့ပဲ silent လေးပေါ့နော် silent လေးတွဲပြီးတော့မှအလုတ်လုံနေတဲ့ဟာကအခုဆိုရင်ဒါဘကိုးတိုင်းမှာဘကိုးတိုင်း brown မျိုးနဲ့တဲမှာနောက်ထပ်အောင်မြင်မှုတစ်ခုဒါချဲ့ထပ်ပေါက်ပြန်ပြီလို့ပြောလို့ရတယ်ပေါ့နော်ဟုတ်အောင်နောက်တစ်ခုကလည်းဒါဘကိုးတိုင်းပဲပေါ့နော်ဘကိုးတိုင်း lebran မျိုးနဲ့တရားရှောင်းတာထိုးစစ်စင်လာတဲ့စစ်ကောင်စီတပ်ဖွဲ့တွေကိုတော်လိုင်းတပ်ဖွဲ့တွေကကြားဖြတ်တိုက်ခိုက်တာပေါ့နော်အဲ့ဒီမှာစစ်ကောင်စီတပ်ဖွဲ့ဝင်20တိပြီးတော့12ယောက်ကတော့ဒါအရှင်ဖမ်းမိတာပေါ့ တနက်ကလည်း16လက်ရတယ်ဆိုတော့သိရတယ်နောက်တစ်ခွက်သူကပူပေါင်းပဲပုံကပူပူပေါင်းပဲဆိုတော့ကျွန်တော်တို့ရင်တက်ရင်3000 600နှစ်တူเนาะအဲ့မှာမှာတက်ခွဲနှစ်36ဒါဟိုပြောရမှာဆိုရင်ရင်ကျွန်တော်တို့ဗိုလ်တိတ်တိုင်းနဲ့ပုံနဲ့အင်တာဗျူးတဲ့အဖွဲ့တွေပဲပေါ့နော်အဖွဲ့တွေပဲပူပေါင်းပြီးတော့မှဒါပြင်းတာပေါ့ပြင်းတဲ့ဥစ္စာကတော်တော်လေးလက်နဲ့တည်းကြည်ရတာ အားရဖို့ကောင်းတယ်ပေါ့ဟုတ်အဲ့ဒီမှာအဲ့ဒီတဲ့ရင်ကတော့ရန်ဝန်းသားတယ် ရဝမ်းသားဆိုဘယ်လိုလဲဆိုဗိုလ်တိန်နိုင်နေအင်တာဗျူးတော့သူကပြောပြလက်နဲ့ငယ်သာကျွန်တော်တို့ဆုံအောင်ပေးနေမည်ဆုံးမှုရအောင်ကျွန်တော်တို့လုပ်ပေးမယ်ဆိုရင်စကားကဒါခေါင်းဆောင်တယောက်နှုတ်ထွက်စကားကဒါကောင်းတယ်ပေါ့နော်ကောင်းတယ်ကောင်းတယ်ပြတ်သားတယ်ပြက်ပြက်သားသားပြောတယ်ပေါ့နော်ပြီးလို့ရှိရင်တီလဲတီတယ်လို့ပြောလို့ရတာပေါ့နော်သူတို့စီမှာလက်နဲ့ခရမ်းစုံလာတာနဲ့ငြိမ်ငြိမ်မနေဘူးလက်နဲ့ခရမ်းရရင်ရတဲ့လက်နဲ့ခရမ်းနဲ့ရနိုင်တဲ့မစ်ရှင်ကိုချက်ချင်းလုပ်ပြီးတော့မှပြည်သူလူထုကိုချက်ချင်းတက်တည်ပြနိုင်တဲ့ တက်ဖွဲ့တစ်ဖွဲ့လို့တော့ပြောလို့ရတယ်ဒီ383ညာနှစ်နဲ့အတူပေါ့နော်ပူပေါင်းတက်ဖွဲ့တွေပေါ့နော်ပူပေါင်းတက်ဖွဲ့တွေကဒီလိုမျိုးဒါပေမဲ့စိတ်မကောင်းနေရာတစ်ခုကသူတို့စီမှာတွက်ရှိနေပြန်အောင်စိတ်မကောင်းနေရာဆိုကျွန်တော်တို့ဘယ်လိုပြောရမလဲဆိုတော့1 day 1 day ကြီးပေါ့နော်ဟာတာဟာတာဖြစ်ရင်လည်းဖြစ်ရှင်နေရာကြီးပေါ့နော်ဘယ်လိုလဲဆိုတော့ကျွန်တော်တို့တွေမှာတခါလေကြလို့ရှိရင်တဲ့နော်စားဖို့ ခြံမထားဘဲနဲ့လက်လက်ခင်းရောင်ကိုဦးစားပေးပြီးတော့မှဝယ်လိုက်ကြတယ်ပေါ့နော်လက်လက်ခင်းရောင်ဦးစားပေးဝယ်ပြီးတော့မှကျွန်တော်တို့တွေမရှင်ပေါ်ဆောင်နိုင်ရဲ့အတွက်ပဲကျွန်တော်တို့အာဒါဥထိတ်ထားပြီးတော့မှအလွတ်လွတ်တယ်ပေါ့နော်ဆိုတော့စားဖို့တော့မှပဲရဲဘော်တွေသူတို့ရဲဘော်တွေဖြစ်တယ်လို့စားတယ်လို့သူပြောနေတာပေါ့နော်ကျွန်တော်နဲ့ဒါစကားပြောတဲ့အချိန်မှာရဲဘော်တွေဖြစ်တယ်လို့စားတယ်လို့သူပြောနေတာအဲ့တော့ဖြစ်တယ်လို့စားတဲ့နေရာမှာ ခွေးစနှကောင်တိုးလာဗျာခွေးစနှကောင်တိုးလာတဲ့ခါကျတော့သူအဲဒီစနှကောင်ကိုတခါထမင်းကျွေးရအောင်မယ်စံကောင်အောင်မယ်ဗောနော်အားကြောင့်တခါတလီမှာသွားပြီးတော့မှကျွန်တော်တို့သွားစဉ်းစားမိတယ်ဗောနော်စဉ်းစားမိရောဂျင်နီဖာကွန်မန်ရှင်တို့ညဒီလိုမျိုးကိစ္စတွေဒါဟိုလောတွေဘာတွေဒါမရှိဘဲနဲ့ဟိုးအရင်တော့အလိုကိုရာဥပဒေလိုမျိုးဒါရှိခဲ့မယ်ဆိုလို့ရှိရင်အတော်လန်ရေးမှာဘလောက်ကောင်းလိမ့်မလဲဆိုတဲ့ဟာတော့သွားပြီးတော့မှတွေးမိတယ်ဗောနော်ကိုစီကအကျဉ်းသားတယောက်တည်းမင်းစီကအကျဉ်းသားတယောက် နော်ကိုစီကလူတယောက်အတွက်မင်းစီကလူတယောက်ဆိုတဲ့ဟာမျိုးသားကျွန်တော်တို့တော်လန်ရေးဘတ်တော်သားတွေကအဲ့လိုမျိုးသားဆုံးဖြတ်ပြီးတော့မှအဲ့လိုမျိုးအလုပ်လုပ်ခွင့်သာရမယ်ဆိုလို့ရှိရင်ဒီချိန်လေးဒီကောင်ကြီးဟိုဟိုပြောရမယ်ဆိုအလောင်းကြီးလဲထက်နေလောက်ပြီပေါ့နော်တိမ့်စိထားရတာနော်ဟိုဘယ်လိုပြောရမလဲသွားတိုက်တန်ကနေမနေ့မိုးလင်းသွားတိုက်တန်နေဆပြီးတော့မှညအိတ်တဲ့ခြေနှောင်အထိညအိတ်တဲ့အိယာအထိနေတူကကိစ္စတွေကျွန်တော်တာဝန်ယူထားတဲ့စစ်တုံးမှန်းပေါင်းက မနေဘူးပေါ့နော်ဗိုလ်ချုပ်ထွန်းမြတ်နိုင်လဲထုတ်ပြီးတော့မှပြောတယ်ပြည်သူလူထုရဲရဲစက်စက်လှုပ်ခဲ့တယ်တူရင်ထွန်းလို့စကားဆန်ကားစကားမူးပေါ့နော်ဟိုနခခငားမှာဖန်စီရမိတဲ့တူရင်ထွန်းလို့လူမျိုးတောင်ပဲ तू ကဘာမှမလုပ်ခွင့်ဒါကြတော့ဒီလိုလူမျိုးကြဒါကြကြားပေါ့နော်အเจ้าကို तू လှောင်ရင်ထဲမှာထည့်ပြီးတော့မှဘလို့တင်းရတယ်ပြီးလို့ရှိရင်ဒီစစ်တုံးမန်းနေရဲ့မိသားစုကလေးတွေကစားဖို့နေရာကအစကွင်းမြင်ကျတဲ့နေရာတွေကအစစဉ်းစားပေးရတယ် ပြီးသူတို့တွေကဒါအနာဂတ်ရဲ့ဟိုဘယ်လိုပြောရမလဲဆိုတော့ဒီတိုင်းပြည်ရဲ့အနာဂတ်တွေဒါတွေကခေါင်းဆောင်ဟိုဟိုဟာတွေဖြစ်လာမဲ့လူတွေလို့လည်းပြောလို့ရတယ်ဗောနော်ဒါစစ်သုံးပန်းသားသမီးဆိုရင်လည်းသူ့ရဲ့ဟိုဟွာနဲ့သူသူ့ရဲ့ပညာရည်ရှင်းနဲ့သူ့ရဲ့ထက်မြက်မှုနဲ့သူ့ဟာသူဗောနော်အဲ့တော့ဘာပဲဖြစ်ဖြစ်ဒါခေါင်းဆောင်ဖြစ်တာတွေမဖြစ်တာတွေကဘေးပဲထားအောင်ကာကြီးခါဝေး တက်ရမယ့်အချိန်မှာတက်ကိုတက်ရမယ် ABCD တက်ရမယ့်အချိန်မှာတက်ကိုတက်ရမယ်အပေါင်းတို့မြောက်စားတက်တက်တင်တဲ့အချိန်မှာတက်ကိုတက်ရမယ်ပေါ့နော်ဒီဟာကြီးလဲသူတို့မှာပညာကြီးလဲပြန်အစင်းသားရသေးတယ်ဒီတိုင်းမဲ့ဟုတ်ဂရင်းနီမှာတော့ကြည့်အောင်မလားဂရင်းနီမှာဆိုလဲယာချီးပြီးတော့မှထိမ့်သိမ်းထားရတဲ့ဟာတွေအခုဒါဒီဘကိုးတိုင်းဘက်မှာဆိုလို့ရှိရင်ဒါဘကိုးတိုင်းရဲ့အနောက်ခြမ်းဖြစ်တဲ့ကျွန်တော်တို့တာယာဝတီခရိုင်နဲ့ပြီးခရိုင်မှာဆိုလို့ရှိရင်ဒီလိုမျိုးအများကြီးဖမ်းမိတယ်ဆိုတော့တရင်ကဒါကျွန်တော်တို့ ဒါပထမဦးဆုံးလို့တောင်ပြောလို့ရတယ်ဗောနော်အဲ့တော့သူတို့တွေမှာဒီ7ယောက်ကြီးကိုထိမ့်သိမ့်ဖို့အတွက်လိုလာပြီအဲ့ဒီမှာအဲ့ဒီ7ယောက်ကတခါသူတို့မိသားမိန်းမတွေကိုတထင်းကနေနှင်ထုတ်ခံရအောင်မယ်အချိန်တန်လာလို့ရှိရင်နှင်ထုတ်ခံရင်မိန်းမကယောက်ျားမရှိတဲ့အခါကျတော့ဘာမှလုံးမစားတဲ့ရက်ရွာထဲမှာအဆင်မပြေတဲ့အခါကျတော့တခါချိတ်ဆက်ပြီးတော့မှဒီတုံမန်းနေရှိတဲ့နေရာကိုခေါ်ပြီးတော့မှ ပဇက်ပေါက်တွေထက်တိုးမယ်လို့ဆိုလိုချင်တာပေါ့နော်အဲ့တော့ဟိုတခါတလေလောတွေဥပဒေတွေမရှိဘဲနဲ့ဒါတော်လှန်ရေးလောက်ရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဟိုတစောက်ကန်းသာလုံးမယ်ဆိုလို့ရှိရင်မင်းတို့ရှစ်ခွေးတွေမိသားစုတွေနော်တကယ်ခံစားရတာများသွားလိမ့်မယ်လို့တော့ပြောလို့ရတယ်ပေါ့နော်ကျွန်တော်တို့ဘက်ကလောတွေဥပဒေတွေနဲ့ချစ်ကောင်စီကကျွန်တော်တို့ဘက်ကလူတွေကိုတိုက်ပွဲတွင်းမှာအရှင်မိခဲ့တာရှိပါတယ်မရှိဘူးလို့မပြောပါဘူးရှိပါတယ်ဒါပေမဲ့တခါမှ ဘယ်နှယောက်အရှင်မိပါတယ်ဆိုပြီးတော့မှတရင်ထုတ်ပြန်ခြင်းမရှိဘဲနဲ့နေရာမှာနေမဲ့ owner spot ပေါ့နော်အဆင်ပြေတဲ့နီလန်းနဲ့အဆုံးတက်လိုက်တဲ့ဟာတွေလည်းကျွန်တော်တို့တွေဒါတိုက်ပွဲတွင်းမှာကြားရတာတွေအများကြီးရှိတယ်ပေါ့နော်ကြားရတာတွေအများကြီးရှိတယ်အဲ့တော့ကျွန်တော်တို့ဘက်ကလော်တွေဥပဒေတွေထိမ်းပြီးတော့မှဒေါ်လာကြီးလုံနေရတာလည်းတခါတလေမှာတော့လူပင်မန်းစိတ်ပင်မန်းနေဖြစ်ရတယ်ပေါ့နော်ဒါကိုတိန်နိုင်တို့ဖွဲ့ကတော့ ဟိုသူတို့ဖွဲ့ကိုတက်နိုင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်ပြည်သူလူထုအနေနဲ့အခုမစ်ရှင်မှာတော့ဆန်နှပေါက်တိုးသွားပြီဆိုတော့ဒါသူတို့လည်းဒီဆန်နှပေါက်ကိုအလကားတော့ထားမှာမဟုတ်ပါဘူးဒါခိုင်းနေတဲ့ဟာခိုင်းရမယ်တချို့နေရာမှာဘုံခိုချင်းတွေတူးခိုင်းတာတို့ဒါဟိုဒီကော်ပရာဘက်မှာဆိုလို့ရှိရင်လည်းဒီတိုင်းပဲဘုံခိုချင်းတူးခိုင်းတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒါဘုံခိုချင်းတွေတစ်တစ်တစ်ခုတ်ဝါခုတ်ဒါကျန်တဲ့လန်ခင်းဖို့ကြောက်သေးတာတို့ဘာတို့ဒီလိုမျိုးတွေအကုန်လုံးနေရာနှမ်းပြမှာပေါ့နော်သူတက်ကြွတဲ့ ဘာသာအရအတိုင်းပဲပြန်ပြီးတော့မှအလုတ်ခိုင်းတတ်တာတွေရှိတယ်ပေါ့နော်အဲ့တော့ဒီ7ယောက်ကိုလည်းတို့ဘက်ကလည်းဒီတိုင်းထားလိုက်မယ်တော့မထင်ဘူးပေါ့နော်ဒါပေမဲ့ဟိုကျွန်တော်တို့ကတော့တတ်နိုင်တဲ့လောက်တော့ဒါ body night တို့383ညနှစ်ကိုကျွန်တော်တို့ထပ်ပြီးတော့မှအပြည့်စုံလူလူနေလဲထပ်ပြီးတော့မှပန်ပိုးပေးစေခြင်းနဲ့ဆိုတာလေးကျွန်တော်ကဒီနေရာနေထပ်ပြီးတော့သတိပေးခြင်းနဲ့ပေါ့နော်ဟုတ်ဒါစစ်တုံပန်းလေးကိုအကျိုးရှိရှိနေပေါ့နော်ပြည်သူအကျိုးပြုလုပ်ငန်းပဲဖြစ်ဖြစ်ခုနကပုံဦးချိန်မှာပြောသလိုပဲ ုံခုချင်းလေးတူခိုင်းတာလေနောက်တစ်ခုကကျွန်တော်တို့စိုက်ပျိုးရေးမွေးမြူရေးပေါ့နော်အဲ့အရာမျိုးတွေကအစားဒါစစ်တုံးပန်းလေးကိုလက်ကားထမင်းကျွေးထားမထားပဲနဲ့အာခိုင်းတင်တယ်လို့ကျွန်တော်တို့မြင်တာပေါ့နောက်တစ်ခုကကျွန်တော်တို့စကိုင်းတိုင်းစကိုင်းမင်းကုန်းလမ်းမှာဒါဟိုစစ်ကောင်စီရဲ့အင်အား20ကျော်ကိုကျွန်တော်တို့ဒေါ်လာရေးတက်ခွဲပေါ့နော်ယူနီကွန်းပျောက်ကြားခွဲရနေမှာအဆောင်ကျူတိုက်ခိုက်တာအဲ့ဒီမှာဆိုရင်ကျွန်တော်တို့ဒါအရာရှိအပါဝင်အားဦးတည်ဆုံပြီးတော့လက်နက်ကတော့9လက် ခုနလက်ရတယ်ဗောနော်အရာရှိရတော့ဘောကြီးဒါမင်းထွန်းဆိုးတယ်နာမည်ပင်ထွန်းဆိုးမင်းထွန်းဆိုးဟိုဟိုပါဝင်၅ရောက်တည်တယ်ဗောကျန်တဲ့15ဦးကတော့ဒါဘုံကထွက်ပြေးတာဗောထွက်ပြေးတာတော့သူကရိုးရိုးတန်းတန်းမပြေးပဲနဲ့ဒါပြီးသူလူတို့ရှိရဆိုင်ကယ်တွေကားတွေဆွဲလုပြီးတော့ရရခုနအမြန်ပြေးတာဗောနော်ခုနဆိုင်ကယ်နဲ့လည်း အမြန်ရအောင်လို့ပြည်သူလူထုရှိရဆိုင်ကယ်တို့ကားတို့လူပြီးတော့ထွက်ပြေးရတဲ့ပုံစံမျိုးကိုသွားတွေ့ရတာပေါ့ဟုတ်ကရင်ပြည်နယ်မှာလာတိုက်တဲ့ကရင်ပြည်နယ်မှာလာတိုက်တဲ့စစ်သားတွေကမှဟိုပြေးစရာမြေရှိသေးတဲ့ဗေမီလေးဆိုထိုင်းချောင်းဖြတ်ကူးပြီးတော့မှထိုင်းကိုပြေးပြီးတော့မှထိုင်းစစ်သားတွေရှိမှဒူးလေးထောက်ပြီးတော့မှခရမတီးဘူးမရှိဘူးပြောပြီးတော့မှတခါဟိုကစစ်ကားကြီးပေါ်တင်တယ်ကတခါဟိုမြရီတခါပြန်ဖို့ပြီးအပြအပြန်မို့ရတယ်ဒီကောင်းဒီမှာ ပြေးတရာမီကဘယ်မှမရှိဘူးသူကပြေးတရာမီလည်းမရှိစားတရာဆန်လည်းမရှိဆိုတာမှဒီကောင်လေးရဲ့ဘဝတကယ်အစ်စ်ပေါ့နော်အဲ့တော့ကျွန်တော်ပထမပိုင်းမှာပြောခဲ့သလိုပဲဘသူသေးွားပါတယ်ဘသူဘဝဖြစ်ပါတယ်ဆိုတဲ့ဟာကိုအတီးပြုတ်လို့ရအောင်လို့ဆိုပြီးတော့မှဒါမေထွန်းဆိုးကမှတ်ပုံနေလဲယူလာတယ် စီစီကလည်းယူလာတယ်စီစီကမှမှာဟိုတခါတော့ကျွန်တော်တို့ line ပေါ်မှာပြန်နှမ်းခဲ့တဲ့စီစီကကဒါအတုလို့ပြောလို့ရတယ်ဗောနော်စီစီကကကျွန်တော်ကြည်လိုက်လို့ရှိရင်ဟိုဒါဟိုဟာတယောက်ကိုဘင်္ဂလီတယောက်ကိုဘင်္ဂလီတယောက်ကိုကျွန်တော်တို့ဘုံမူကြီးအဆင့်နဲ့ဟိုဟာလုတ်တဲ့ဟာဗောနော်အဲ့ဒီမှာထိုးထားတဲ့လက်မှတ်ကအရင်တိတာတယ်ဗောနော်ကျွန်တော်တို့ဒါအော်ရှေ့ရှေ့ဘက်မှာပဲထိုးထားတဲ့ဒါကာကွယ်ရေးဦးတည်ချုပ်ယုံကြီးပါညာဆိုပြီးတော့မှအဲထိုးတဲ့လက်မှတ်ကတိတာတယ် အခုဒါမင်းထုံးစိုးရဲ့စစ်စည်းကတ်လက်မှတ်ကဒါအစ်စ်ပဲအဲကြည့်လိုက်ထိုးထားတဲ့ထိုးထားတဲ့လက်မှတ်ပုံမှန်ပုံမှန်တံတန်ပေါ့နော်ပုံမှန်တံတန်ကဒါအဲ့တော့ဒါဘယ်သူလဲဆိုတာတော့တစ်တော်မှာဒါဒီပုံလေးဒီပုံလေးစိတ်ပြီးတော့မှတစ်တော်မှာငိုလို့ရပါပြီဆိုတာလေးလေဒါကြိုပြီးတော့မှအတီးလင်းဖြစ်သွားပြီအတီးပေးခြင်းနဲ့ပေါ့နော်အဲ့မှာရတဲ့တနတ်မှာသူကဘယ်မညီတဲ့နွားနှကောင်ကိုကျွန်တော်တဘိုးမှတက်ပြီးတော့မှရုံခိုင်းလိုက်တယ်လို့ပဲအဲ့တော့ ဒါလေသမားတွေဆိုလို့ရှိရင်တည်ရဘက်မညီတဲ့နွားနှောက်ကောင်တက်ကြည့်တက်ပြီးတော့မှယုံခန်းကြီးဆရာကြီးအဲ့လေလေလုတ်လုတ်တဲ့လေကဘလို့မှအဆင်မပြေတော့ဘူးအဲ့ထဲကြီးလည်းမညက်ဘလို့မှထုံကြီးလည်းမညက်တော့ဘူးဘလို့မှလုတ်လို့မရတော့အဲ့တိုင်းပဲအခုဒီမှာတေးစီရမိတဲ့တနက်ကိုကြည့် MB5 တက်လက်ပါတယ် MB5 PS Pro တက်လက်ပါတယ်6လုံးမြူးတက်လက်ပါတယ်တေးကြပြီဒါရဲနဲ့စစ်သားနဲ့တွဲပြီးတော့မှလွတ်လိုက်တာရဲနဲ့စစ်သားနဲ့တွဲထုတ်တာကတနည်းအားပဲညီလိုက်ပဲအဲ့ဘဲမညီတဲ့နွားနှောက်ကောင်က ပတ်စံတောင်းဖို့နေရာမှာတော့ညီညီလိမ့်မယ်ဒါကြောင့်မလို့လေတဖွဲ့ရခြေသားရှေ့ရပြေးမလားရဲရရှေ့ရပြေးမလားတော့မသိဘူးပြေးပြေးတဲ့ခေါင်းကတော့ရှေ့ရနေပြီးတော့မှအရင်ဆုံးပြေးလွှားပြီးတော့မှဒါသခိုင်းမင်းကုန်းဘက်မှာဆိုလို့ရှိရင်ပြည်သူလူထုတွေဒါလဲဟိုဝမ်းနေတရာအเจ้าရတရဖြစ်တယ်လို့တော့ပြောလို့ရတယ်။ဘာကြောင့်လဲဆိုတော့ဟိုပြည်သူလူထုက ိုက်ပွဲဖြစ်မယ်ဆိုတာလေ PDF ကကြိုပြောလို့မရဘူးလေ။ဘာလို့လဲတော့ဟိုမှာစစ်ကြောင်းလာနေပြီငါတို့ခဏနေတိုက်ပွဲဖြစ်တော့မယ်မင်းတို့ဒီလမ်းမသွားနဲ့လို့ကြိုပြီးတော့အတိပင်းရင်လေတရင်ကပေါက်သွားမယ်။အဲ့တော့ကျွန်တော်တို့လှုပ်တဲ့ဖွဲ့ရတော့ပြည်သူလူထုအတိမပေးပဲလောက်ရတာပေါ့နော်တရင်လုံးညုံမှုရအတိမပေးပဲလောက်ရတာအဲ့ဒီချိန်မှာပြည်သူလူကတွိုင်းလိုင်းနဲ့ဥပမာဆိုင်ကယ်ဒီကားတွေတွိုင်းလိုင်းနဲ့ကားဘောကဆင်းဆိုင်ကယ်ဘောကဆင်းပြီးတော့မှအဲဒါဝင့်နေတာတို့ဘာတို့ရှိလိမ့်မယ်ပေါ့နော်ရှိတဲ့အခါကျတော့ဒီကောင်တွေကပြင်းလွှိုင်းနဲ့ပြည်သူလူထုရဲ့ဆိုင်ကယ်ဒီကားတွေယူပြီးတော့မှ အာဝယုံတုံးကနော်ဖနက်ဖိုးပြီးထိုးပြီးတော့ပြေးတဲ့အဆင်းကိုမဟုတ်တော့ဘူးနော်ကားတွေဆိုင်ကယ်တွေပါယူပြီးတော့ဟိုခွေးပြေးဝက်ပြေးတော့မဟုတ်ဘူးဘလို့ပြေးတယ်လို့ပြောရမလဲတော့ဒါနှိုင်းနေရတော့မရှိတော့ဘူးဗောနော်ဒီလိုပြေးရတဲ့အဆင်းကိုရောက်သွားတယ်လို့ပြောနေတာဗောဟုတ်နောက်တစ်ခုကလည်းဒါကျွန်တော်တို့ဟိုဟာလူငယ်တွေပဲဖြစ်ဖြစ်ပြည်သူတွေဟိုဒါအသိပညာဟိုပေးရမယ်တခုဗောနော်အဲ့ဒါတော့ကျွန်တော်တို့ရခိုင်ပြည်နယ်မင်းပြားမှာဒါလူငယ်15နှစ်အသက်အရွယ်ရှိတဲ့လူငယ်တယောက်က အာဖိုင်းကွန်ပြင်းရင်းထဲမှာခုနစစ်လက်ကြံဘုံမို့ဘုံကစစ်လက်ကြံဘုံ40မမကိုသူကအိမ်ကိုယူလာပြီးတော့မှဒါသွားပြီးတော့ထုကနော်ထုခွဲတဲ့အချိန်မှာပဲဒါဘုံကွဲပြီးတော့ညီညီစော်တဲ့အသက်15နှစ်အရွယ်တယောက်လူငယ်တယောက်တည်သွားပြီးတော့ဒါလူသုံးဦးကတော့အပြင်းထန်ဒဏ်ရာရတယ်ပေါ့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီ AOD တိုင်းအင်ကပူမျိုးနယ်မှာတခါကြုံခဲ့ဘူးလေအဲ့လိုပဲခုနကျွန်တော်တို့ရခိုင်ရိုးမာတွေကနေမှစစ်လက်ကြံဘုံကို အတက်ခုတ်တဲ့လူတွေကနေမှာအဲ့တော့ထဲမှာပဲသူကခုနလိုဓာတ်တွေဘာတွေလဲအဲ့လိုဓနောက်တွေနဲ့ထုလို့အဲ့မကွဲဘူးဘုံကလည်းဘုံကတော်တော်ကြီးကိုကြီးတယ်ဟိုလူ၄ယောက်လောက်ထမ်းရတာအဲ့ဒါကြီးကိုသူကကျိုးတုတ်ကျိုးတုတ်ပြီးတော့ရှေ့နောက်ရှေ့နှစ်ယောက်နောက်နှစ်ယောက်နဲ့အဲ့လိုထမ်းလာတာထမ်းလာပြီးတော့ရွာထိတ်လေရောက်ရောအဲ့ကျိုးရက်ပြီးကြပြီးတော့ဟိုကဖြစ်တာပြုတ်ကြတာအဲ့ပြုတ်ကြတဲ့အချိန်မှာအုံးဆိုပြီးတော့အဲ့၄ယောက်လုံးကအစပြောက်ထွက်သွားတာ ဘလောက်အဲ့ဒါကြောင့်ကျွန်တော်တို့လူငယ်တွေဖြစ်ဖြစ်ပြည်သူတွေဖြစ်ဖြစ်ဖြစ်ပေါ့နော်ဒီစစ်လက်ကျန်တဲ့ဘုံနဲ့ပတ်သက်လို့ရှိရင်ဒါမျိုးမလုံးတင်ဘူးပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့လေပုံမှုတွေ့ကြုံလေးပြောပြပါမယ်ကျွန်တော်တွေ့ကြုံပြောပြအောင်ဒါဟိုကျွန်တော်တွေ့ကြုံပြောပြလို့ရှိရင်ပြည်သူလူထုကဘာပြောမှာအိုက်ကလေးကပြီးွားမှာလို့ပြောမှာလေးလားအိုက်ကလေးကပြီးွားမှာလို့ကျွန်တော်တို့ဟိုဟာတုန်းကဒါ2004ပေါ့နော်2004မှာကျွန်တော်တို့ဒါဟိုဘိုလောင်း final year ပေါ့နော် final year မှာကျွန်တော်တို့ဒါပြင်းလို့ ဒီရက်စီမှာပေါ့အဲခင်ဗျားတို့ပြောပြောနေဒေါ်စင်ကြီးမှာပေါ့နော်ဒေါ်စင်ကြီးမှာကျွန်တော်လက်ပြပုံပြစ်တဲ့သင်္ကန်းသာကျွန်တော်တို့လက်ပြပုံလက်တွေပြခတ်စင်ပြရတာပေါ့ပြတဲ့ချိန်မှာကျွန်တော်တို့လက်ပြပုံအလုံးတိုင်းမကွဲဘူးပေါ့နော်အလုံးတိုင်းမကွဲဘူးမကွဲတဲ့အခါကျတော့သူကကျွန်တော်တို့ဒီလိုကရုတ်ကျင်းနေရနေပြီးကမှရှေ့ကကြောက်သေးကိုရှိုးရှိုးလေးတစ်ခုရှိရောရှိုးသေးကိုပြစ်ပြချရတာပေါ့လှမ်းပြီးတော့မှပြစ်တာပေါ့လက်ပြပုံ ပြတဲ့သင်္ကန်းသာတိုင်းပြစ်တာပေါ့ပြစ်တော့ရှေ့မှာကျွန်တော်မကွဲပုံသေးတစ်လုံးရှိတယ် တို့အဲ့ဒီအလုံးတစ်လုံးရှိရမကွဲတဲ့ဟာဒါပေမဲ့ချက်ချင်းမရှင်းဘူးမရှင်းမဲနဲ့တင်ကန်းသာပြီးွားကမှဥမာတဏီကုံပြစ်ပြီးွားအလုံး900ပြစ်ပြီးွားတယ်မကွဲတာ10လုံးတွေ့တယ်12လုံးတွေ့တယ်ဒီလိုမျိုးသူကပြန်ပြီးတော့မှညနေကြမှပြန်ရှင်းနေကြပါဘောနော်အဲ့အဲ့နေ့ကကြဖြစ်ရှင်တော့ကျွန်တော်တို့ဒီအဲ့ချိန်မှာအွန်လင်းတွေးကကျွန်တော်တို့ရဲ့ ဘူလောင်းတရင်မှုအဲဘူလောင်းတရင်မှုဘူလောင်းတရင်မှုကသူကကျွန်တော်တို့ကရုတ်ချင်းတွေရဲ့နောက် နောက်ဖက်မှာပေါ့နော်နောက်ဖက်မှာသူကဇပွဲဝိုင်းနဲ့သူတို့ထိုင်ပြီးတော့မှအရာရှိတွေထိုင်ပြီးတော့စကားပြောနေကြတာပေါ့နော်ကျွန်တော်တို့ဘူလောင်းတွေပြစ်တာကိုလာပြီးတော့ကြီးနေကြီးကျက်ရင်းနေပေါ့စကားပြောနေကြပြောတဲ့ချိန်မှာဘူလောင်းတယောက်ကပြစ်လိုက်တဲ့လက်ပြပုံကကွဲတယ်ကွဲပြီးတော့မှအဲ့ဒီမှာရှေ့မှာကြံခဲ့တဲ့မကွဲတဲ့လက်ပြပုံကမြောက်တက်သွားတယ်မြောက်တက်သွားပြီးတော့မြောက်တာမှာကျွန်တော်တို့အဲ့ဒီ ကျွန်တော်ဘူလောင်းနေထိုင်နေတဲ့နေရာကိုကြော်သွားပြီးကမှအဲ့အွန်လိုင်းတွေးတို့ထိုင်နေတဲ့ဇပွဲအပေါ်ကြကမှတွက်ခွဲရအပေါ်အပေါ်ကဲ့ရဲ့မဟုတ်ပဲဟိုအပေါ်နည်းနည်းမြင့်မြင့်ကနေကွဲတဲ့ခါကျတော့ဒါသူတို့အွန်လိုင်းတွေးတို့ရင်ပတ်တွေပါတယ်ထီပါသေးစေစေးုံနှစ်ရက်သုံးရက်လောက်တက်လိုက်ရသေးတယ်ဗောနော်အဲ့ကလေးကမှတခါရှော့ပါတော့အားကြောင့်မို့အိုက်ဖြစ်စင်ပြောပြရင်အဲ့ကလေးကမှအဲ့ဒီလိုမျိုးမို့လန်ကွဲလန်ကွဲဆိုတော့ အကြောင်းအရာရှိတယ်ပေါ့နော် language ဆိုရအကြောင်းအရာရှိတဲ့ခါကျတော့အခုဒါရခိုင်ပြည်နယ်မှာဒါအာရခတော့ AA လောက်ပြည်သူဒါဂယုဒီဇိုင်းတယ်ပေါ့နော်ဟိုညွှန်ကြားချက်တွေအလီလီထုတ်ပေးတာလေသူတို့ပဲသတင်းကြိုးဆိုလို့ရှိရင်လည်းသတင်းကြိုးခင်ဗျားတို့ဒါဖြစ်လာနိုင်တယ်နော်ဆိုပြီးတော့ AA ကထုတ်ပြန်တယ်ဒါပေမဲ့တခြားတဲ့နေရာသွားပြီးတော့မှစီမီတပိတ်သွားလုလိုက်တဲ့ခါကျတော့ကျွန်တော်တို့ဒါဟိုစိတ်မကောင်းနေရာဖြစ်စဉ်တွေသွားဖြစ်တာပေါ့ဒီနေ့လည်းဒီတိုင်းပဲဒါစိတ်မကောင်းနေရာဖြစ်စဉ်ဖြစ်တာကကွန်ပြင်းနဲ့ရတဲ့40မမဘုံဒီကိုအိမ်ကိုယူလာတယ် ူလာပြီးတော့မှဒီတိုင်းမဟုတ်ဘူးထုကြည့်တယ်အဲ့တော့ဟိုကျွန်တော်ကြီးကွန်ကြီးစံလေးပဲဖြစ်စေเนาะကြီးစံတော်မှဆရာကြီးကြီးစံကိုကြီးစံတရောင်းကိုကျွန်တော်တို့မီးဖို့တွေကိုထည့်လိုက်ဟုတ်ထည့်ပြီးတော့မီးဖို့ကြည့်လိုက်မီးဖို့လိုက်လို့ရှိရင်အဲ့မီးအပူချိန်ကြောင့်ဒီကြီးကွန်တဲကရံပောက်ွဲပြီဆိုလို့ရှိရင်ရံပောက်ွဲပြီဆိုလို့ရှိရင်ရှေ့ကကြီးဘူးကကြီးစံထိတ်လှက်ထားတဲ့ဘက်ကိုထွက်တယ်ဟုတ်ရှေ့ကလူကိုသွားပြီးတော့မှတနတ်ပြောင်းနေကထွက်တဲ့လောက်အချိန်မပါပဲမဲ့လေ ရှေ့ကလူကိုတွတ်ထည့်ရင်နီးသေးနိုင်တယ်လို့ပြောလို့ရတာပေါ့နော်ဒါကြည်ဘူးတဲ့ကနေကိုကြည်အခွန်ထဲကနေပြီးအဖူးကကျွတ်ထွက်ပြီးတော့မှလူကိုလာထိနိုင်တယ်ဆိုတဲ့ဟာပေါ့နော်အဲ့တော့ဘယ်ရားမှကျွန်တော်တို့လက်လက်ခဲရမ်းနဲ့ပတ်သက်လို့ဘယ်ရားမှစိတ်မချရပါဘူးနော်ဒါနဲ့ပတ်သက်ပြီးတော့လေအဲ့တော့ကျွန်တော်တို့ဗာရေကူးရေကူးကျွမ်းကျင်တဲ့လူကဟိုရေနစ်ပြီးတည်တယ်တို့ဒါဒီလိုမျိုးပေါ့နော်ဒီလိုမျိုးစကားပုံတွေကျွန်တော်တို့အများကြီး တွေ့ဘူးကြားဘူးနေတာပဲဗောနော်ပြည်သူလူထုကကြားဘူးနေတဲ့ခါကျတော့ဒါဒီဟာနဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့ငငယ်ရဆိုရင်လည်းအိမ်သားမှဆိုရေတွင်းထဲမှာကျွန်တော်တို့လက်ပြဘုံနှလုံးရေကန်ထဲမှာလက်ပြဘုံနှလုံးရဘူးတဲ့ဖြစ်စဉ်တွေကျွန်တော်အများကြီးရှိတယ်ပေါ့နော်ရှိတယ်တရားတွေပြောပြနေလဲဟိုအချိန်အများကြီးကြာသွားလိမ့်မယ်ပေါ့အဲ့တော့စစ်နဲ့ပတ်သက်တဲ့အကြောင်းအရာတစ်ခုခု တွေ့ခဲ့ရင်လက်နဲ့ခဲရန်ဟု ယူဆလို့ရှိရင်ကျွမ်းကျင်ရင် မကျွမ်းကျင်ရင်ကျွန်တော်တို့ဒါကိုယူဆောင်ပြီးတော့မှ တက်ဆိုင်ရာအုပ်ချုပ်ရေးတပ်ဖွဲ့သို့မဟုတ်နီးစပ်ရာတပ်ဖွဲ့ထံကိုကျွန်တော်တို့ကအနှံစီခြင်းပါတယ်ဗောနော်အနှံစီခြင်းပါတယ်ဒါမျိုးလေးကျွန်တော်တို့ပြည်သူလူထုကလည်းမိမိရဲ့သားသမီးတွေမြင်းမြစ်တွေကိုလည်းဒီကိစ္စလေးကိုကျွန်တော်တို့အဲဒါဆက်ပြီးတော့မှအကြံပေး စီကျင်နေပေါ့နော်သူတို့အိုင်းအားတဲ့ချိန်မှာကြုံတဲ့ချိန်မှာဒီစကားအလဘတက်လာပါပြောရင်းနဲ့ငါတို့ငငယ်တုန်းကတော့ဒီလိုဖြစ်မှုတယ်ဘယ်ရွာမှာဘယ်လိုဖြစ်မှုတယ်အရှာကြီးပြောပြလို့ပေါ့ကျွန်တော်ပြောပြလို့ဖြစ်စဉ်လေးတွေဖြစ်ခဲ့မှုတဲ့ဟာလေးတွေကိုလည်းဒါအောက်ကကျွန်တော်တို့ဒါ good kid လူငယ်တွေကိုပေါ့နော်လူငယ်ဆိုတာတကယ်ငငယ်လေးတွေကိုပြောတာပါကျွန်တော်20ပတ်လေလောက်တည်းကတော့ဒီအသီးတရားတွေရှိနေပြီပေါ့နော်အခုဆိုရင်ဒါ15နှစ်ဝင်းကျင်နေ ဆန်ကားနေဝိညာဉ်တယောက်ကလှုပ်လိုက်တဲ့ခါကျတော့ तू ကတည်တယ်နောက်ထပ်ဆန်ကားနေတယောက်ရဲ့16နှစ်တယောက်ရဲ့55နှစ်တယောက်ရဲ့ကကျွန်တော်တို့မစီမဆိုင်မဲနဲ့ဒဏ်ရာတွေရကုန်ပြီးတော့မှဒါဆေးရုံရောက်သွားတဲ့အခြေအနေမျိုးတွေကြုံရတာဖြစ်တဲ့အတွက်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့လေကျွန်တော်တို့ပြည်သူလူထုအနေနဲ့စစ်ကြံမြည်သည့်ပစ္စည်းမဆိုတက်ဆိုင်ရာတက်ဖွဲ့ကိုအနှံစေခြင်းပါလေဆိုတော့ဒီကျွန်တော်တို့အနေနဲ့အကြံပြုခြင်းပါလေဗျအဲ့တော့ကျွန်တော်ဒီနေ့ပြောကြတဲ့အထဲမှာတော့ဒီနေ့ကချဲထွက်မဲ့နေ့ဆိုပေမဲ့လေချဲကြိုပြီးတော့မှပေါက်တဲ့အဖွဲ့ကြီးကျွန်တော်တို့ဒါပကံကွဲတို့ ဇလုံခွဲတို့ပေါ့နော်ပကံခွဲတို့ဇလုံခွဲတို့ပြီးလို့ရှိရင်ဒါကျွန်တော်တို့လက်ဗရန်မှာလေဒါဗိုတိန်နိုက်တို့အဖွဲ့တွေကထပ်ပြီးတော့မှဆော့ဘလော်တီးလိုက်တာ16လက်တောင်ရရှိသွားပြီပေါ့နော်16လက်တောင်ရရှိသွားတယ်ဒါမင်းကုန်းဘက်မှာဆိုလို့ရှိရင်လေဒါကျွန်တော်တို့မြည်သူမြည်ဝါဟုအမိတက်မိတက်လို့ရအောင်စီစီကတွေမှတ်ဖို့နေနေယူပြီးတော့ခြေတန်းထွက်လာတဲ့ဗိုလ်ကြီးကိုလေအပြီးပိုင်းဒါငရဲပိုးလိုက်နိုင်တဲ့အခြေအနေမျိုးတရင်ကောင်းနေအများကြီးကျွန်တော်တို့ရှိပါတယ်ပြီးလို့ရှိရင်ဒါကျွန်တော်တို့နောက်ဆုံးပြောခဲ့တဲ့ဟာကတော့ပြည်သူလူအနေနဲ့ ဒါစစ်ကြံမြည်သည့်ပစ္စည်းမဆိုဒါတက်ဆိုင်ရာတက်ဖွဲ့စီကိုအဆိတ်ကျင်ပါတယ်ဆိုတာလေးကိုပြောကြရင်လည်းကျွန်တော်ဇကဝိုင်းလေးကိုညီကုန်းချုပ်ပါပြန်အားလုံးပဲကျေးဇူးတင်ပါတယ်